ဒဲနော်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒါကတနစ်စာပေါ့နော်2025ကျွန်တော်တနစ်စာကျွန်တော်တို့လေးလုံးအခွေကျွန်တော်ထုတ်ပြီးမှဖြစ်ပါတယ်ဗျာနော်သူကတော့ကျွန်တော်တို့လေးနှစ်ကြာတခါပေါ့နော်ကျွန်တော်တို့1996ကနေပြီးတော့စာမှာဖြစ်ပါတယ်နည်းနည်းလေးဒီကောင်ကကျွန်တော်ကဒီ2025အထိပေါ့နော်ထုတ်ထားတာဖြစ်တဲ့အတွက်49နှစ်စာဆိုတော့ပေါ့နော်နည်းနည်းလေးတေးနေတယ်ပေါ့နော်တေးနေတယ်ဒါပေမဲ့ ဒီလောက်လေးပဲပေါ့နော်နောက်ထပ်ကျွန်တော်ဒီဘက်မှာတက်တက်ဖြတ်ပြီးတော့ထုတ်ထားတာရှိတယ်ပေါ့နော်ဒီကောင်လေးကတော့နည်းနည်းလေးအဆင်ပြေတယ်ဆိုတော့ပေါ့နော်ဟုတ်ပြီဒီရှေ့ပိုင်းလေးနည်းနည်းလေးတိခံပြီးတော့ကြည့်ပေးပါဗျာနော်โอเคရှေ့ပိုင်းလေးကြည့်ပေးပါ သူကလုံးဝပေါ့နော်1986ကနေစပြီးတော့ကျွန်တော်တို့၄နှစ်ခြားတစ်ခါ၄နှစ်ခြားတစ်ခါဒါပေးလာတယ်ပေါ့နော်နှစ်စဉ်နှစ်တိုင်းပေးလာတာဖြစ်တဲ့အတွက်โอเคကျွန်တော်နည်းနည်းလေးချဲ့လိုက်မယ်ပေါ့နော်โอเค ေးပိုင်းလေးတော့နည်းနည်းလေးတိခံပြီးတော့ကြည့်ပေးခြင်းပါတယ်ဗျာနော်ရှေးပိုင်းလေးနည်းနည်းပဲပေါ့နော်ဒီကောင်ကကျွန်တော်က25ဒီ49နဲ့စာတိုက်ရိုက်ထုတ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်โอเคတွင်းနီးလေးပဲပေါ့နော်ကျွန်တော်ဒီဘက်မှာကတော့၃ပြက်လောက်ပြလိုက်မယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့အစီအပြေရပေါ့နော်ဟုတ်ပြီကျွန်တော်တွင်းနီးပဲအရင်စပြီးတော့ကြည့်မယ်ပေါ့နော် ဒီမှာ96ပေါ့နော်1980ကျောက်သူကကျွန်တော်တို့ဂုဏတေကိုအခြေခံပြီးတော့တွေ့သွားမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်86 89 88 89ကိုပေါ့နော်ဒီ၄နှစ်စာအတွဲကျွန်တော်တို့ဒီ၄နှစ်စာကနေ base ယူပြီးတော့ပေါ့နော်ကျွန်တော်တို့1980မှာကျွန်တော်တို့ထွက်ကနန်းကိုယူသွားမှာဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့လိုက်ကြည့်ပါမယ်နော်86နောက်96ပေါင်းချင်း3နော်ပြီးရင်ကျွန်တော်တို့ခွန်ခွန်ပေါင်းချင်းနံပါတ်4ပြီးရင်ခွန်8ပေါင်းချင်းနံပါတ်5 ခွန်ကိုပေါင်းခြင်းနံပါတ်တိကျွန်တော်တို့6ဆိုပြီးတော့3 4 5 6ရရတယ်ပေါ့နော်သူတို့ရဲ့ကျွန်တော်နှက်ကတ်တွေကိုယူသွားမှဖြစ်တယ်ဗျာနော်ဒါဆိုရင်3နှက်ကတ်တိ5 4နှက်ကတ်2 5နှက်ကတ်တိ3 6နှက်ကတ်တိ9နော်ဒီရတဲ့နှက်ကတ်လေးလုံးတိအခွေ5နှက်39အခွေနော်80မှာကျွန်တော်တို့ဘယ်နှခွထွက်ခဲ့လဲ5 2 3 9နော်ဒီမှာလိုက်ကြည့်လိုက်မယ်လိုက်ကြည့်လိုက်မယ်ပေါ့နော်5 2 3 9ဒီမှာ9 5 2နော် ကိုငါနှစ်လေးကျွန်တော်တို့တွင်မဲ့ပြီးရင်3နှစ်6ဆိုတော့နောက်တစ်လုံးတွင်မယ်နော်ပြီးရင်ငါနှစ်3 6ပေါ့နော်ငါနှစ်3 6ကနောက်တစ်ပါရှိသေးလဲဆိုရင်ဒီရောက်မှာတော့ကျွန်တော်တို့မရှိတော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့80ခုနဲ့အတွက်တစ်ဖြတ်ပြီးပြီပေါ့နော်ဒါပြီးရင်ကျွန်တော်တို့2ပင်2ပင်3ပင်4ပင်ဒီ4ပင်ကို base ယူပြီးတော့ကျွန်တော်တို့85အတွက်ကိုကျွန်တော်တို့ရှာမှာဖြစ်တယ်နော် ဒီကောင်လေးကိုကျွန်တော်မြန်မြန်လေးပြလိုက်မယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ခဏလေးသေးနေတာဖြစ်တဲ့အတွက်ဒါဆိုရင်ကျွန်တော်87ပေါင်မယ်82 83 84ပေါ့နော်။ဒါဆိုရင်87ဒီ9 3 ठा 1ပေါ့နော်။စီနီယာနိုင်သွားမှာဖြစ်တယ်။ Okay 9 9နှစ်ခတ်ဒီ6ခွန်းเนาะ1နှစ်ခတ်ဒီ8 2နှစ်ခတ်ဒီ6 6ခွန်း8 4နော်6ခွန်84မှာ85မှာကျွန်တော်တို့ဘာတွေ့လဲနော်အခွေမှာပေါ့နော်85မှာကျွန်တော်တို့6ခွန်း 6ခါကျွန်မ688ဆိုပြီးတော့ကျွန်တော်ထွက်ထားတာရှိတယ်6 84ပေါ့နော်နောက်တစ်ပါးရှိသေးတယ်6 84နော်နောက်ထပ်ကကျွန်တော်တို့မရှိတော့ဘောเนาะတကွက်ဒါဆိုရင်ကျွန်တော်တို့ဒီ90เนาะ90ခုနဲ့အတွက်ဒီမှာကြည့်ရအောင်ဗျာเนาะဒါဆိုရင်86 89 88 80 9ဘောင်းအောင်มาဖြစ်တယ်เนาะ86ဒီ4ကစာမယ်4 5 6 9ဘောเนาะဒါဆိုရင်1 3 9 3ညเนาะ နှစ်3 9ညเนาะအခွေပါနှစ်3 9ညအခွေကကျွန်တော်တို့90မှာခွေရမယ်ပေါ့เนาะပထမဆုံးတစ်ချိန်မှာနှစ်39ဆိုပြီးတော့ထွက်တယ်เนาะနှစ်3 9ညเนาะပြီးရင်9 3ညနှစ်ဆိုတာထွက်တယ်เนาะဒီမှာနှစ်3 9ညနောက်တစ်ပါထွက်သေးလဲပေါ့เนาะနှစ်3 9ညက390เนาะ390 3ခွက်เนาะ2 3 9 3ညဒီမှာ3 3ည3เนาะပြီးရင်230เนาะโอเคဒီမှာ1 2 3 4 5ခွက်ထွက်သွားတယ်ပေါ့เนาะကျွန်တော်တို့90ပြည့်နေမှာ5ခွက်ထွက်သွားတယ်เนาะ90ပြည့်နေပြီးသွားပြီဆိုတော့ကျွန်တော်ကဘယ်ထိဟော2000ခုနှစ်မှာရှိတာဗျเนาะဒီဟာလေးတွေတော့ထပ်ပြီးတော့တီးခံပြီးတော့ကြည့်ပြပေါ့เนาะဒီထဲမှာတော့ကျွန်တော်စစ်ပြီးသားပေါ့เนาะစစ်ပြီးသား တကယ်ချင်းတို့စစ်ချင်လဲလိုက်ပြီးတော့စစ်ကြည့်လိုက်ပေါ့နော်ဘာဖြစ်လို့လဲမှုန်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ကြော်လိုက်တော့မယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ထွက်တဲ့ကဏ္ဍလေးတွေနော်ဒီမှာရှိတယ်ကျွန်တော်လိုက်ပြီးတော့မှတ်ထားတယ်ပေါ့နော်ဒါတကယ်ချင်းတို့ကိုယ်တိုင်ပဲလိုက်စစ်လိုက်တော့ပေါ့နော်ကျွန်တော်ဒီဘက်ကကြည်တဲ့ဟာလေးပဲဆက်ပြီးတော့ပြပါမယ်နော်โอเคဟုတ်ပြီကြည်တဲ့ဟာလေးကကျွန်တော်တို့သူကကျွန်တော်တို့၃ည၅၃ည၅ပေါ့နော်ဒီလိုလေးတွေကျွန်တော်တို့ဆက်ပြီးတော့သွားมาဖြစ်တဲ့အတွက် နော်ရှေ့ကလေးလုံးတစ်ဖြတ်ကိုကျွန်တော်တို့စပြီးတော့ယူပါမယ်ပေါ့နော်လေးလုံးတစ်ဖြတ်ဆိုတော့ကျွန်တော်တို့ဒီဘက်မှာရ66ကစပြီးတော့ယူမယ်ပေါ့နော်96 98 99ပေါ့နော်โอเค96ကကျွန်တော်တို့စမယ်ဆိုတော့96ဒီပေါင်းခြင်း5 6 98ပေါ့နော်ဟုတ်ပြီသူတို့ရဲ့ကျွန်တော်တို့ဘာတွေယူမလဲနှစ်ခတ်တွေယူမယ်ပေါ့နော်3နော်6နှစ်ခတ်တွေကျွန်တော်တို့ဘာဖြစ်မလဲ9နော်9နှစ်ခတ်တွေ3ည8နှစ်ခတ်တွေ3 9 3ည8နော် 3939တဲ့ကျွန်တော်ဒီမှာပါတယ်ထွက်ထားလဲကြည့်အောင်3939နော်3939တက်ကဒီမှာ311နော်3939တည်းကျွန်တော်တို့311လေးထွက်သွားတယ်ပေါ့နော်311ပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်ဒီမှာတစ်ဖြတ်395ပေါ့နော်2000နဲ့5ခုနဲ့အတွက်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ပါမယ်ဒီမှာ39 ်3 9 1 2 3 4ပေါ့เนาะဒီမှာကျွန်တော်ရေးထားတယ်1 2 3 4เนาะဒါသူ့အောက်ကနက်ခတ်တွေပေါ့เนาะနက်ခတ်တွေဆိုတော့ကျွန်တော်တို့8 4 5 1ဒီဒီမှာအခွေပေါ့เนาะ8 4 5 1เนาะလိုက်ကြည့်ပါမယ်4 2 1ဒီမှာတကွစပြီးတော့ထွက်ပြီးပေါ့เนาะ8 4 5 1ဆိုတော့နောက်ထပ်ရှိအောင်မလားဒီမှာ5 4 4เนาะ8 4 5 1ပြီးတဲ့ကြောင့်4 5 1เนาะ ရှစ်လေးငါးနှစ်ကဒီမှာရှစ်လေးရှစ်နှစ်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ထွက်တယ်ပေါ့နော်ရှစ်လေးငါးနှစ်ဆိုတော့ကျွန်တော်ထားပဲဒီမှာကျွန်တော်တို့လေးကွက်ထွက်သွားတာပေါ့နော်တနှစ်သုံးလေးဒီမှာဆက်ပြီးတော့ကြည့်ပါမယ်နော်၃ည6ဆိုတော့6ခွန်8 9ပေါ့နော်6ခွန်8 9ဒါတွေကိုနှစ်ခတ်ယူမယ်ဒါဆိုရင်9ခုနှစ်ခတ်ဒီ3ည8နှစ်ခတ်ဒီ9နှစ်ခတ်ဒီ6ပေါ့နော်9 3ည16 เนาะ9 3ญา16ဒီအခွေဖြစ်တယ်9 3ญา16ဒီမှာ token ရလိုက်ကြည့်ပါမယ်9 3ญา16ပေါ့เนาะ9 3ญา16ကဒီမှာ100เนาะဒီမှာတော့တစ်ခွက်တည်းပဲကျွန်တော်တို့ထွက်သွားတယ်เนาะ100 13ญาเนี่ยပေါ့เนาะဒါဆိုရင်ဒီဘက်တစ်ဖက်ကြည့်ပါမယ်เนาะ17 12 23 14ကိုကျွန်တော်တို့ base ယူပြီးတော့15အတွက်ကျွန်တော်တို့ဖန်သွားမယ်ပေါ့เนาะဒါဆိုရင်17ပေါင်းရင်းဒီ2ဖြစ်တယ်7ပေါင်းရင်းဒီ3ဖြစ်တယ် လေး၅ပေါ့နော်သူတို့ရဲ့နှက်ခတ်တွေယူသွားမယ်ဆိုတော့ကျွန်တော်တို့နှက်ခတ်တိ၄ဖြစ်တဲ့၃နှက်ခတ်တိကျွန်တော်တို့၅လေးနှက်ခတ်နှစ်၅နှက်ခတ်တိ၃၄၅2 3အခွေနော်၄၅2 3အခွေကျွန်တော်တို့15မှာကြည့်အောင်၄၅2 3နော်၄၅2 3 ၄၅နဲ့၃၅ဒီမှာကျွန်တော်တို့၄၅၅ဆိုပြီးတော့ဒီမှာတွေ့ရတယ်ပေါ့နော်။နဲ့၅၅နော်။အောက်ဆုံးလားလေးမှာပေါ့နော်။ဟုတ်ပြီ။ဒါဆိုရင်နောက်တစ်ဖြတ်ကိုဆက်သွားလိုက်တော့မယ်ပေါ့နော်။နောက်တစ်ဖြတ်ကကျွန်တော်တို့ဒီမှာ၁၆စက္ကန့်၁၈ဆိုတော့၁၆၈၈၉၃ညဖြစ်သွားမယ်ပေါ့နော်။သူရဲ့နက္ခတ်တွေဆိုတော့၃ည၁၆၇၃ည၁၆၇နော်။၃ည၁၆၇က20အတွက်အခွေဖြစ်တယ်ပေါ့နော်။၃ည၁၆၇ကျွန်တော်တို့လိုက်ကြည့်မယ်20မှာပေါ့နော်။ 20မှာ3ည169เนาะ3ည169 611ဒီမှာကျွန်တော်တွေ့ပါပြီเนาะ611လုံးဝအပြီးပဲပေါ့เนาะဒီမှာအောက်ပိုင်းလေးတွေမှာပေါ့ပါเนาะဒါဆိုရင် အခုလာမယ်ကျွန်တော်တို့ခု2025ပေါ့เนาะ2025အတွက်ကကျွန်တော်တို့ဒီမှာဆက်ပြီးတော့ကြည့်ပါမယ်။ဘာကြောင့်လဲပေါ့เนาะ။ Okay ဒီအတွက်ကကျွန်တော်တို့ဒီမှာ 21 22 23 24ဒီကောင်းလေးကိုပေါင်းရင်းယူมาဖြစ်တယ်21တိကျွန်တော်တို့ပေါင်းရင်း3နှစ်က4 23က5 24က6တို့ရဲ့နှက်ခတ်တွေဒီအခွေဖြစ်မယ်เนาะဒါဆိုရင်5 2 3 9နော်5 2 3 9ဒီအခွေကျွန်တော်တို့ဒီဘက်မှာကြာမထားသေးဘူးပေါ့နော်0009003049649နော်694 ကြမထားသေးတာဖြစ်တဲ့အတွက်9 2 3 9တီเนาะ9နဲ့3 9ကြံအချိန်မှာခွေเนาะကြံအချိန်မှာအခွေပါเนาะဒါဆက်ပြီးတော့ပြီးမယ်လို့ထင်ပါတယ်ကျွန်တော်တို့စရတယ်ပေါ့เนาะဒီတဲကနေပြီးတော့စရတယ်เนาะ86ခုနဲ့ကနေပြီးတော့စပြီးတော့ပေးလာတယ်ပေါ့เนาะ86 90 90 89 89ကပေးစုပြီးတော့80 85 90 95ပေါ့เนาะ2000 2005 2015တို့2000เนาะအခု2025အထိရောက်လာပြီပေါ့เนาะရောက်လာပြီဖြစ်တဲ့အတွက်ဒီအခွေလေးကတော့ကျွန်တော်အနေနဲ့ဒေတာပေါ့ထွင်မယ်လို့တော့ယူဆရတယ်ပေါ့เนาะငွေကျွန်တော်အားလုံးပဲကျန်နေတည်တယ်ဆိုရင်တော့ကျွန်တော်ရဲ့အခုမူလေးကိုပေါ့เนาะ like share လေးလုပ်သွားပေးပါ comment မှာလည်းဖြစ်နိုင်မဖြစ်နိုင် comment လေးထားခဲ့ပေးပါဦးများအားလုံးကိုကျေးဇူးတူတင်ပါတယ်ကျွန်တော်တို့လေးလုံးအခွေလေးဒါ2025တနစ်စာအတွက်ထုတ်ပေးလိုက်ပါတယ်ဗျ Thank you ပါ 拜拜吗？